စ်ကောင်စီကပြန်သိမ်းပိုင်နိုင်ဖို့အသေးအံစူးစမ်းနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ရှုံမြို့ကိုတအန်တတီယန်နန်နေတို့လက်လွတ်ရတော့မယ်လို့စစ်တပ်ထောက်ခံသူတွေကဝါဒဖြန့်နေကြပါတယ်နောင်ချုံမြို့နယ်အတွင်းတီယန်နန်နေနဲ့ပူပေါင်းတပ်တွေနေ့တိုင်းကြဆုံနေတယ်လို့လက်နက်ခဲယမ်းတွေလည်းတင်စီရမိနေတယ်လို့ Telegram Channel တွေကနေတဆင်ဝါဒဖြန့်နေကြတာပါ ဒါပေမဲ့နောင်ချုံမြို့နယ်နဲ့အနီးတစ်ဝိုက်ရှိကျေးရွာခုနှစ်ခုထပ်မင်းနယ်မှာစစ်ကောင်စီလေရင်ဘုံကျဲတိုက်ခိုက်မှုတွေနဲ့အတူတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတာကလွယ်ပြီးနောင်ချုံမြို့နာကတော့စစ်ကောင်စီတပ်တွေမကတ်နိုင်သေးဘူးလို့စစ်ရေးတည်င်းရင်းမြစ်တွေကနေစီတည်ရပါတယ်။ နောင်ချိုမြို့ကိုတအန်တတီယန်နန်ဒီဘက်ကလက်လွတ်တော့မယ်လို့စစ်တပ်ထောက်ခံသူတွေဘက်ကပြောနေတာနဲ့ပတ်သက်ပြီးပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSN Lab တီယန်နန်ဒီရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွေရီဦးကအခုလိုပြောပါတယ်အာဟုတ်ကဲ့ပါဆရာကြီးနံပါတ်1အချက်မှာအဒီနောင်ချိုကိုကျမတို့ကပြန်လဲလက်လွတ်မယ်ဆိုတဲ့တဲ့ရင်ကတော့မမှန်ကန်ပါဘူးတရေတူတရေမာတာဖြစ်ပါတယ် နောင်ချုံမြို့နယ်စစ်မျက်နှာပြင်တွေမှာ TNN အနေနဲ့ပူပေါင်းအဖွဲ့တွေအထိနာနေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးရွေးရည်ဥကိုမေးမြန်းကြည့်တဲ့အခါအခုလိုပြန်လည်ဖြေကြားပါတယ်။ နောက်တစ်ခုကတော့တိုက်ပွဲမှာတော့တစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုတွေပြုလုပ်တာရှိတယ်။အဲတိုက်ခိုက်တာတွေရှိပါတယ်။အဲတစ်ဖက်နဲ့တစ်ဖက်ထိခိုက်မှုတွေတော့ရှိပါတယ်။တဖန်နောက်ချုံမြို့နယ်တဝိုင်းဘေးနေရာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေလဲဆိုတော့ NBA ရဲ့မိခွန်းကတော့သူမကစစ်မျက်နှာပြင်၅ခုထပ်မင်းဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ပြောပါတယ်။ အဲ့လက်တော့မှာတော့ကျမတို့အဒီရွှေတွင်းတို့နောင်အော်တို့နောင်ဖာတို့အဒီပဲမှာတိုက်ပွဲတွေပြင်ထနေတာဖြစ်တယ်။အပြင်တော့အုံမတီအုံခါပဲမှာတိုက်ပွဲတွေပြင်ထနေတာဖြစ်ပါတယ်။စစ်တပ် lobby တွေကတော့ဒီရက်ပိုင်းအတွင်းနောင်ချိုဘက်ကတိုက်ပွဲတွေညင်တက်နေတာနဲ့ရရှိပြီလို့ပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကတအန်းတက်တွေစခန်းချထားတဲ့နောင်အောရွာကိုစစ်ကောင်စီတပ်တွေတင်ပိုက်နိုင်ခဲ့ပြီး PDF 3လအပါဝင်အလောင်း6လောင်းနဲ့လက်နက်ခဲယံတွေတင်စီရမိခဲ့တယ်လို့ဝါဒဖြန့်ထားကြပါတယ်။ဒါအပြင်ဇွန်လ26ရက်နေ့မှာတော့အုံမခကျွရအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းတအန်းတက်ဖက်ကအကြဆုံးရှိခဲ့ပြီးလက်နက်ခဲယံတွေကိုစစ်အုပ်စုဖက်ကရရှိခဲ့တယ်လို့ဆိုထားကြပါတယ်။ တန်တန်နဲ့မဟာမိတ်တွေဟာနှောင်ချုံမြို့ကိုပြီးခဲ့တဲ့နှစ်ဇွန်လနောက်ပိုင်းမှာအလွယ်တကူတိုင်းပိုင်နိုင်ခဲ့ပေမဲ့အမြောက်တပ်တွေတရှိရာတောင်ခန်းကိုမသိမ်းခဲ့တဲ့နောက်အခုဆိုရင်နှောင်ချုံမြို့နဲ့လေးမိုင်အကွာကိုစစ်ကောင်စီတပ်တွေရောက်လာပြီဆိုပြီးစစ်လော်ဘီတွေကကြွေးကြော်နေကြပြီဖြစ်ပါတယ်။